ရှရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့စိန့်ပီတာစဘန်မြို့တွင်ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာတိမ်ကြောင်းစေဒီတီဆောင်ရေးဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစပန်မြို့သို့တရားဝင်ချစ်စီခရီးရောက်ရှိတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မူခြင်းမယောင်လိုက်နဲ့စိန့်ပီတာစပန်မြို့အုပ်ချုပ်ရေးမှူးမစ္စတာအလက်ဇန်ဒါဘလော့ဖ်တို့မတ်လ9ရက်ဒေတာဆန်ရစင်ညနေပိုင်းကစိန့်ပီတာစပန်မြို့အစိုးရ AK ဟာ K2 ရှိအစီဝေခံမောင်းမှတွေ့ဆုံခဲ့ကြတယ်လို့သိရပါဗျ။ ်အခုလိုတွေ့ဆုံစဉ်မြန်မာနိုင်ငံနဲ့စိန့်ပီတာစဘတ်မြို့တို့အကြားထိတွေ့ဆက်ဆံမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများတို့မြင်ဆောင်ရွက်နိုင်ရေးအတွက်မြန်မာကောင်စစ်ဝင်ကျုံရုံဖွင့်လင်းနိုင်ရေးဆောင်ရွက်ခဲ့မှုအခြေအနေများစံမာရေးကဏ္ဍပညာရေးကဏ္ဍပို့ဆောင်ဆက်သွယ်ရေးကဏ္ဍခရီးသွားကဏ္ဍစက်မှုကဏ္ဍစီးပွားရေးနဲ့ကုသရန်ဝယ်ရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ စိန့်ပီတာစဖန်မြို့တွင် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာတိမ်ကျောင်းစေဒီတိစာဝေးဆိုင်ရာကိစ္စရဲများကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါရဲ့ရှင်။